ငန်းနေကိုစိတ်ယုံတွေကအသေးကြီးအောင်အစာတွေကိုပြုံးနေထိုးကြွေးတာပါကြောင့်လေငန်းသိကတော့မြန်မာနိုင်ငံမှာသာလူတွေကသိစားလေးစားထားမရှိကြပါဘူး။အနောက်နိုင်ငံမှာတော့ဒေသစားစာတခုလိုပါပဲ။ရာအကောင်လုံးနဲ့စားစာတခုလိုဆိုရအောင်ငန်းသေးကြီးတွေဟာအတော်လေးကိုရတာရှိကြတယ်လို့စားဖို့သူတွေကဆိုပါရင်ဒီငန်းသေးကြီးကိုအနောက်နိုင်ငံကလူတွေကပုံစံမျိုးမျိုးနဲ့လုပ်ကြသလိုစစ်သူဘူးတွေထဲမှာထည့်ပြီးတော့ငန်းသေးကြီးတွေကိုရောင်းလို့နေကြတာဖြစ်ပါရင်ဒီငန်းသေးကြီးတွေကိုတော့လူတွေဟာ Fogress လို့လူတွေကခေါ်ဆိုကလူတွေကလည်းဒီသိန်းကိုရှာဖို့တွေ့စားတောက်ဆိုင်တွေနဲ့ကျင်းကားဝင်ဟိုတယ်တွေထိပါတွားရောက်စားတတ်ကြပါသေးတယ်။ဒီစီတွေပြည့်ပြည့်နေတဲ့ငန်းသေးကြီးဟာနမေကြီးုံတင်မကပဲအရသာလေးရှိတာကြောင့်နမေကြီးုံတင်မကနောက်ွယ်မှာလည်းငန်းတွေကိုရက်ဆက်စွာလုံးနေကြတာတွေကြောင့်နမေကြီးပါသေးတယ်။ဒါကြောင့်ချို့သောကမ္ဘာနိုင်ငံတွေကငန်းသေးကြီးစားတာကိုပိတ်ပင်ထားကြပြီးတော့ရက်ဆက်လုံးတာကြောင့်မစားကြဖို့တားမြစ်ထားကြပါရည်။အဲဒါဆိုရင်ငန်းတွေရဲ့သေးကြီးကိုရှာဖို့သူတို့ဘလို့ထုတ်ကြတာလဲ။ လူတွေရဲ့အစားအသောက်ဖြစ်ဖို့အတွက်နောက်ကွယ်မှာငန်းတွေကိုဘယ်လိုမျိုးလှုပ်ထားကြသလဲဆိုတာကိုသိရအောင်လို့ဗီယိုလီကိုဆုံးထိကြည့်လိုက်ရအောင်ပါအစီတွေတဝံဝံပြင်းနေမြေယုံနဲ့စားချစ်စရာဖြစ်နေတဲ့ငန်းသေးကြီးတွေရဖို့အတွက်အရင်ဆုံးလိုအပ်တာကတော့ဘိန်းငန်းတွေပါလူတွေစီမံမယောင်းချခင်ချက်ပိုင်ရှင်တွေဟာသူတို့ရဲ့ဘဲငန်းတွေကိုလောင်အဲကျဲကြီးမှာထားကြပြီးအစာရီကိုလည်းအတင်းအဓမ္မကျွေးကြလိုပဲဖြစ်ပါရည် မစားနိုင်တော့တဲ့အချိန်မှကြာမှာလိုအပ်တဲ့အစီရေရှာဖို့အတွက်အစိုးရငန်းတွေရဲ့ဗစက်ကိုဖြေကအစားတွေထည့်ကျွေးတဲ့ဆက်တွေနဲ့အတင်းကိုကျွေးကြတာပဲဖြစ်ပါရည်။ဒီနေ့ရရက်ဆက်လုံးရကြပြီးတော့ခင်ရတဲ့တိရစ္ဆာန်တွေအတွက်လည်းမလွဲတာကြောင့်အမေရိကန်နိုင်ငံမှာဆိုရင်တော့ဒီဟင်းနေရာကိုရက်ဖို့အတွက်ဆန္ဒပြပွဲတွေတောင်မှဖြစ်ခဲ့ပါရည်။စေယုံတွေစီကရလာတဲ့ငန်းသိန်းချေစီကတိတ်မကြည့်ပဲ။ရက်ဆက်တဲ့နီးမသုံးမနေရလာတဲ့ငန်းသိန်းချေကဈေးပိုကြည့်ကြပါရည်။ ဘိင်္ဂန်တွေကအေးကြိုက်ကြပြီးတော့သူတို့တွေကိုစိတ်ယုံတွေကအသေးပြားမရှိအောင်တိတ်ချဂယူဆိုင်ကြရပါတယ်။အတွင်းရောပြည်ပကမှာလိုလီသေးမရှိအောင်ဒီဘိင်္ဂန်တွေကိုဂယူဆိုင်ကြပြီးအမြဲတမ်းစောင့်ကြည့်ဖို့အတွက်လူကားလေးရှိနေပြရတာပါ။ဘိင်္ဂန်တွေကိုစောင်းကိုရင်ရာသီချိန်ရောက်လာပြီးဆိုရင်လည်းဟာကွာမရှိအောင်သူတို့တွေကအကျိုးမြတ်ရဖို့အတွက်မလုပ်သေးပေပုံမွေးတယ်လို့မျိုးဂယူဆိုင်ကြရပါတယ်။ဒါမှသာဘိငန်းတွေကအကောင့်တွေကြီးထွားလာကြမှာဖြစ်ပြီးသူတို့အနေနဲ့လည်းရှုံးရှိနေမှာဖြစ်ပါတယ်။ဒီလိုဆိုရင်မိအစာကျွေးတဲ့အခါမှာဆိုရင်တော့စိတ်ယုံတွေက ငန်းသေးခြေတွေကိုအကြီးကြီးဖြစ်အောင်လုပ်လို့ရှိအောင်အစာတွေကိုတင်းကျွေးကြပါရီအစီတွေများလာအောင်သူတို့တွေဟာတရက်ဆက်ကျွေးကြတာဖြစ်ပြီးစက်ကြောင်ငန်းတွေမိုးနေတာကိုလည်းမြင်တွေ့ရအောင်ပါပါဒီငန်းတွေကိုတင်းကျက်စာစာကျေးပြီးသွားရင်သူတို့ကခြံကျဲဝင်းထဲမှာငန်းတွေကိုလွတ်လပ်စွာတောလာခင်ပေးထားကြတာပါငန်းသေးခြေတွေအတွက်လေကြုံပြောင်းမှုစိတွေကိုရောကြိတ်ကကျွေးတတ်ကြပြီးပြောင်းစိတွေကြောင့်ငန်းသေးခြေတွေဟာအဝါရောင်တန်းနေတတ်ပါရီ ငန်းတွေကသူတို့ရဲ့တဘာဝရနွေရာသီပူပြင်းတာတဲ့စားရသည်မှာဆိုရင်အစာတွေပိုစားတတ်ကြပါရည်။နွေမှာစားတဲ့သုံးစားတဲ့ထီကိုမှသူတို့တွေဟာစားတတ်ကြတာဖြစ်ပါရည်။အစာများများစားတဲ့ခါကျရင်တော့သူတို့ရဲ့ခန္ဓာကိုယ်လေပတ်မှုမှာအဆီတွေနဲ့များပြားလို့နေမှာဖြစ်ပြီးတော့အသေးကလည်းပူပူပြီးရွယ်စားကြည့်လာတတ်ကြပါရည်။ဒီလိုအသေးကြည့်ဖို့အတွက်ကတော့အချိန်ကာလအပြင်စိတ်ယုံတွေနဲ့အိမ်မွေးထားတဲ့ငန်းတွေရဲ့အသေးခြေတွေကကွာခြားတတ်ပါရည်။စိတ်ယုံတွေကအစာကိုအားထမကျွေးတာကြောင့်ပုံမြန်ပြီး အိမ်မွေးတွေကတော့အစာကိုသဘာဝတိုင်ထားတာကြောင့်အချိန်ပိုကြတပါရင်ဒါကြောင့်ရင်ထားရတဲ့အချိန်တွေမှာမတည်ပြီးတော့ငန်းသေးခြေတွေကအိမ်မွေးနဲ့စက်ရုံကငန်းတွေနဲ့ဈေးကွာချသွားပါရင် ညနေရဲ့သေးချေကိုလေသူတို့တွေကစောင့်ကြည့်ကြပြီးလူချင်းနဲ့ပမာဏအရွယ်စားရောက်သွားရင်တက်ဖို့ကလေးကြပါရီညနေကိုတက်တဲ့အခါမှလည်းစိတ်ညုပ်ပြီးတော့တက်တဲ့ကြတယ်လို့ဆိုပါရီဘလို့စိတ်ညုပ်တာလဲဆိုရင်ညနေကိုမှောင်ရီပြောချိန်မှာဓမီနဲ့ကစားပြရင်စိတ်ညုပ်ခံထားတဲ့ပုံစံမျိုးပေါက်နေကြတာဖြစ်ပြီးအဆိုပါအချိန်မှာနောက်ကနေသူတို့ကိုစည်းဝေးချုပ်ပေးရတာဖြစ်ပါရီအဲဒီကညနေကိုတက်တဲ့နေရာမှာပို့ပြီးတော့လင်းမြန်စွာဆုံးတက်နိုင်တယ်လို့နာချင်းမကိုလည်းရှော့ချပေးနိုင်တယ်လို့တောက်တဲ့ယုံရဲ့ပိုင်ရှင်ကြီးတွေကဆိုထားကြတာဖြစ်ပါရီ ပြီးရင်တော့ငန်းတွေရဲ့သဲကြေကိုထုတ်ထားကြပါရီအကောင်တွေကိုတော့ပေါ်ပြီးတော့ရောင်းတက်ကြပြီမိငန်းသဲကြေတွေကိုတော့ဘူးလေးတွေနဲ့တိချထားတတ်ကြတာပါဘာလို့လဲဆိုရင်တော့ငန်းတကာလုံးမှာအရေးကြီးဆုံးနဲ့ဈေးကြီးအဆုံးကငန်းသဲကြေဖြစ်နေလို့ဆိုပြီးတော့အကောင်ဈေးကတော့ပိတ်တာလောက်ပဲဈေးရပါရီငန်းသဲကြေကတော့ဈေးကောင်းရှာပြီးစားလိုက်ရင်ကိုဤစိတ်နေမှာပါအရသာကလည်းအပြည့်ဖြစ်တဲ့ပြင်ဈေးကလည်းခေါင်ကိုက်လို့နေပါရီ ။စားဖို့ရတဲ့သူတိုင်းကလည်းငန်းသိချေတွေကိုတော့တသက်မှာတစ်ခါလောက်တော့စားသိနေစားစားဖြစ်ပြီးမစားရင်နောက်တရလိမ့်မယ်လို့ဆိုရဲထီပါပြီ။လူကုန်ထန်တွေကတော့ငန်းသိချေကိုအဝါစားကြလိမ့်ရှိကြသလိုဘယ်စီဘဲခေါ်ခေါ်ရအောင်စားကြပါရီ။ငန်းသိချေဝဲလူအားနဲ့ရောင်းလူအားကလည်းဘလောက်တောင်မှများသလေးဆိုရင်တော့တတိယတနေ့ကိုစားသုံးတဲ့ပမာဏထက်တောင်မှထိုးတက်နေကြတာပါ။ရောင်းချတဲ့သူတွေကလည်းဈေးကောင်းရတာဖြစ်တာကြောင့်အမြဲများများရှာအောင်ငန်းသေးချူတွေကိုဝယ်ယူကစူးစောင်းတတ်ကြပါရီ ီလိုမျိုးစားသုံးတဲ့ပမာဏတွေတိုးတိုးလာနေညီလူတွေကလည်းထိုးထုတ်လာရတာဖြစ်ပါတယ်။စေုံတွေကမွေးမြူရေးတွေကိုပါတိုးချက်လှုပ်ဆောင်ကြရပါတယ်။ငန်းကောင်ရီအတွက်ကိုလည်းလုံးဝလျှော့ကြမသွားအောင်သူတို့တွေကပြုစုပြုထောင်ကြရတာပါ။ဘာဖြစ်လို့လဲဆိုရင်ငန်းကောင်ရီအတွက် ရော့ကျသွားတာဖြစ်တာကြောင့်မလို့ကြာလာရင်လူတွေစားတာများပြီးတော့မြို့သုံးနေတာကြောင့်စိတ်ုံတွေကတိတ်ချပြီးစင်ထားကြပါရင် ငန်းနီယာစောင်းဝဒီမှာဆိုရင်သူတို့ရဲ့ပျော်ရွှင်ဆုံးကာလဖြစ်တာကြောင့်စစ်ယုံနေရဲ့ခန်းတစ်ခုချင်းစီမှာလင်းအီးပိဆက်တွေနဲ့ကျမ်းပြင်တွေကစအိဆက်နေအောင်စောင်းတုပုံစံတွေကိုဖန်တီးပေးထားကြပါရီငန်းနီကိုစာကျွေးတဲ့အခါမှာတနေ့ကို၄ချိန်၅ချိန်တည်းမနေသူတို့ရာဆက်တွေကနေထုတ်လုပ်ကငန်းစာကျွေးကြပါရီအခုချိန်မှာတော့ငန်းနီကိုစစ်ယုံနေကအတန်မထွက်နိုင်အောင်ထိပါလှုပ်ထားကြတာဖြစ်ပြီးမြို့ရိုးဗီဇပြောင်းအောင်လေခင်မိတဲ့ကိရိယာတွေကိုတုံးကလှုပ်ထားတတ်ကြသေးတာဖြစ်ပါရီ ဒါကလူမဆန်တဲ့နီးလန်းတွေဖြစ်ပြီးတော့နီးစနစ်ပြောင်းလဲလာတာကိုကောင်းကောင်းကြည့်ခွင့်ကောင်းရှုကပုံစံပြောင်းလဲလာတာဖြစ်ပါရည်။ဒါကြောင့်မင်းအဲ့လိုပြုတ်လောက်ထားတဲ့စက်ယုံတွေကနေထုတ်လို့ရောင်းချနေတဲ့ငန်သေးကြီးတွေအားဆိုရင်အလေးချိန်ကလည်းတိုးနေတတ်ပါရည်။ဒီသေးကြီးရဲ့အရွယ်စားကလည်းတစ်ခုကို2ကီလိုအထိရှိနေတာဖြစ်ပြီးတော့ဒီအရွယ်စားကလည်းလုံးဝမငုံမနာကိုသတိထားမိများမှာပါ။ အဲ့ဒါကြောင့်လူတွေများစုကအဝေးဖန်ထောက်ပြကြသလိုမျိုးသူတို့တွေရက်စက်တဲ့နီလန်းတွေနဲ့ငန်းတွေကိုစာကြွေးကလှုပ်ချမဲ့တိတာထင်ရှားစွာမြင်ရတာဖြစ်ပါရည်။နောက်ပြီးတော့တဘာဝတိုင်ပြုတ်လှုပ်ချကဖန်နီးထားကြတဲ့ငန်းတွေရဲ့သိဟာအစီဖြစ်ပြီးတော့ကြီးထားဖို့ဆိုရင်အချိန်ကာလအားဖြင့်တနည်းလောက်ချိန်ယူရပြီးစိတ်ယုံတွေကတော့အချိန်ကာလအားဖြင့်၃လလောက်ပဲကြာမြင့်ပါရည်။အဲဒါကြောင့်ရတာပိုင်းဆိုင်ရာမှာတော့အင်းလုံငယ်သဲကျင်နဲ့စိတ်ယုံတွေကရထားတဲ့ငန်းတွေရဲ့သဲကျင်ဟာရတာပိုင်းဆိုင်ရာမှာကွာခြားနေတာဖြစ်ပါတယ် ။ဒါပေမဲ့လေချူရီကတော့ငဲသေးချီဆိုတာနဲ့စိတ်တက်ကြတာကြောင့်အတန်ကြာရုံနဲ့စားနေရုံနဲ့တင်းနေနေသူတွေလည်းရှိပါသေးတယ်။တဘာဝအတိုင်းပြုလုပ်ထားတဲ့ငဲသေးချီတွေကိုထုတ်လုပ်ဖို့ဆိုရင်အကောင်ဆုံးချိန်ကတော့နိုဝင်ဘာဒီဇင်ဘာနဲ့ဇန်နဝါရီလကအကောင်ဆုံးပဲဖြစ်ပါသေးတယ်။တဘာဝအတိုင်းငဲသေးချီတွေကိုရောင်းနေတဲ့အယ်ဝါဒိုရဲ့ငန်သေးချီကိုလိုချင်နေဆိုရင်စည်ရင်တောင်မှပေးကဆောင်ကားပါရီတဘာဝတိုင်းလုပ်ထားတဲ့ငန်သေးချီတွေကပုံရတာရှိတယ်ဆိုတာကိုလေကောင်းကောင်းကြီးလူတွေကသိထားတာကြောင့်အလို့ရဲ့ဝဲကြရင်နဲ့ရောက်ကုန်ဆိုပြီးတော့ဒါမှနာမည်တွင်နေခဲ့ပါရီ အစာပိုင်းမှာတော့လော်ရီဟာစိတ်ယုံတွေကနေထုတ်လုပ်ထားတဲ့ငန်းသေးခြေတွေကိုတီးကြပေမိ2006ခုနှစ်မှာတော့တဘာဝငန်းသေးခြေတွေကပိုကောင်းကြောင်းကိုသူတွေကတသက်ပြခဲ့ပါရီ။ဒါပြင်တဘာဝငန်းသေးခြေရဲ့ရတာကလည်းကွာခြားတာဖြစ်တာကြောင့်မလို့သူရဲ့ထုတ်ကုန်တွေကိုဘဲစိတ်ယုံကမှမရှင်းနိုင်ကြပါဘူး။အခုဆိုရင်လူတွေကြားထဲမှာငန်းသေးကြီးတွေကနေရာယူထားကြတာဖြစ်ပါ යි ။အဲဒါကြောင့်လက်မလေအောင်ရောင်းချထားတဲ့သူတွေဟာစစ်သူဘူးတွေနဲ့တောက်လျှောက်သိမ်းခါရောင်းချနေပါ යි ။ ငန်းသိန်းချီရီရဲ့ဈေးအလေးတပူကိုမြန်မာငွေကျပ်15သိန်းလောက်ထိဈေးနှုန်းကမြင်နေပါပြီ။အဲဒါကြောင့်မှငန်းသိန်းချီဈေးနှုန်းအနည်းဆုံးဖြစ်ပြီးတော့ဈေးကအသိန်းဝင်စားကြီးလေးဈေးတွေကထွက်ခွာနိုင်နေဖြစ်ပါပြီ ထုတ်လုပ်မှုတွေကရက်ဆက်ပြီးတော့ရောင်းချသူတွေအတွက်အရင်နှစ်နဲ့အမြင်များများကျတဲ့ငန်းမွေးမြူရေးလုပ်ငန်းကအမှန်တကယ်ပဲရက်ဆက်နေကြတာလားငန်းသေးကြီးရဲ့ရတာကလည်းပေးထားတဲ့ဈေးနဲ့ထိုက်တန်တယ်လို့စားကြတဲ့သူတွေကဆိုကြပြီးပရိသတ်တို့ရောစားချင်တဲ့သူများရှိရင်ကွန်မန့်မှာရေးခဲ့ပေးပါအောင်နော်ဗီဒီယိုလေးကိုစုံနေကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် channel လေးကိုလည်း like and follow လေးလုပ်ခဲ့ပေးပါအောင်နော်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာအကောင်းတဲ့အကြောင်းအရာတွေနဲ့တူတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမေကြပါနဲ့ရှင် အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်။